ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ခေတ်သစ်ဆေးပညာကိုတကယ်ကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့အာဖင်သစ်ဇီဝဗီရာပညာရှင်ကြီးလူးဝစ်ပါစတာရဲ့ဘဝနဲ့သူ့ရဲ့အရေးပါတဲ့ရှာဖွေတွေ့ရှိမှုတွေအကြောင်းပါပဲ။ဟုတ်ကဲ့။လူးဝစ်ပါစတာဆွမ်လာကတော့ဆေးပညာတမိုင်းမှာတကယ်ကိုအထင်ကလာပုဂ္ဂိုလ်တဦးပေါ့နော်။သူ့ရဲ့ရှာဖွေမှုတွေဘလောက်အရေးပါလဲဘလို့အကျိုးသက်ရောက်ခဲ့လဲဆိုတာတွေကိုနားလည်ဖို့ကြိုးစားကြည့်ကြတာပေါ့။အင်းသူကထောင်းရှိတာ20နှစ်မှာပင်သစ်အရှိပိုင်းကဒိုးလ်ဆိုတဲ့မြို့လေးမှာမွေးတာ။ ါရီမှာပညာသင်ခဲ့တယ်ဒါပဲစိတ်ဝင်စားစရာကအစပိုင်းမှာလေသူကတာမန်ကျောင်းသားလေးတယောက်နေတယ်ပဲအဲတတ်မှတ်ခဲ့ကြတာဟုတ်တယ်တိတ်ထူးချွန်တယ်လို့အစောပိုင်းကအမြင်မခန်းခဲ့ရပါဘောဟုတ်ပါတယ်အလဲလက်တန်းစားလောက်ပေါ့အဲ့ဒါကတကယ်ကိုစဉ်းစားစရာပဲဒါပေမဲ့1648ခုနှစ်မှာသူဒေါက်တာဘွဲ့ရပြီးတဲ့နောက်အသက်26နှစ်ပဲရှိသေးတယ်ဟောဟာလေတာထရီအက်ဆစ်ပုံဆောင်ခဲ့တဲ့နဲ့ပတ်သက်ပြီးသူ့တခုရှားဖွယ်တွေ့ရှိခဲ့တယ်อืมအဲ့ဒီတွေ့ရှိချက်က သူ့ကိုတိပံလောကမှာစပြီးလူသိညာလာစေခဲ့တာဟုတ်ကဲ့သူရဲ့နောက်ပိုင်းသူတေသနာတွေတော့ဒါကအစပြောမှုကြီးဖြစ်သွားတာပေါ့နော်အဲ့ဒီဓာတုဘေလာကသူကပိုချေပြန်တဲ့ပြဿနာတွေဘက်ကိုစိတ်ဝင်စားလာတယ်အထူးသဖြင့်အချင်းဖောက်ချင်းဖြစ်စင်ပေါ့နော်အဲ့ဒီခေတ်က why no ဘီယာတို့ no တို့အလွယ်တကူပြုတ်စီတာဒါဒီနဲ့ဆိုင်တယ်လीอืมอืมလူတွေကဒါကိုအလိုလိုဖြစ်တယ်ဒါမှမဟုတ်ဓာတုဘေလာတက်တက်လို့ထင်နေကြတဲ့အချင်းဟုတ်တယ်ပါစတာကအဲ့လာကိုလက်တွေ့တက်တက်ပြလိုက်တာ အချင်းဖောက်တယ်ဆိုတာကမျက်စိနဲ့မမြင်နိုင်တဲ့အင်မတန်သင်းငယ်တဲ့အနုဇီဝပိုးမွားလေးတွေမိုက်ခရိုအော်ဂနီဇမ်ကြောင့်ဖြစ်တာပါလားဆိုတာကိုသူပြခဲ့တယ်။အော်ဒါကတကယ့်ကိုအရေးပါလေတွေ့ရှိချက်ပဲ။ဆိုလို့လေဒီပိုးမွားလေးတွေကအချင်းဖောက်တာကိုဖြစ်စေတယ်ဆိုရင် မလိုလားတဲ့ပိုးမွားလေးခနာကိုယ်ထဲဝင်လိုက်ရတော့။ယောဂါရီဖြစ်နိုင်တယ်ဆိုတဲ့အတွေးမျိုးရောက်သွားတာလားအတိအကျပဲဒါကနေပြီးတော့ jam theory of disease ပေါ့ပိုးမွားတွေကယောဂါဖြစ်စေတယ်ဆိုတဲ့ theory ကိုအခြေခံအုတ်မြစ်ချပေးလေသလိုဖြစ်သွားတာ အဲ့ဒီခေတ်ကအယူအဆတွေနဲ့ဆိုလုံးဝဆန့်ကျင်ပါတော့ဟိုလီတန်မရှင်လင်းညစ်လို့ယောဂဖြစ်တယ်ဆိုတဲ့ဟုတ်တယ်ဟုတ်တယ်မြားစမာသီအိုရီလို့ခေါ်တာပေါ့လေထူးတဲကအငွေ့အသက်ဆိုးတွေကြောင့်ယောဂဖြစ်တယ်လို့ယုံနေကြချိန်မှာပါစတာကမဟုတ်ဘူးဒီပိုးမွားတွေကြောင့်ဖြစ်တာဒါတွေကလူရောတင်းဆန်ကိုပါအန်ဒီရဲ့ပြီးနိုင်တယ်ဆိုပြီးတော့ပြက်ပြက်သားသားပြလိုက်တာအဲ့ဒီအတီပေါ်မှာမူတည်ပြီးတော့သူကကခွေကြီးဘက်ကိုဆက်သွားတာပေါ့ပိုးကြောင့်တင်းပိုးကိုတားနိုင်ယောဂကိုကခွေနိုင်ရမယ်ဆိုပြီးတော့ဟုတ်ပါတယ် အဲ့ဒီကနေဆက်ဆက်ပြီးတော့ဟွာလေခွဲစိတ်ကုသတဲ့အခါအနာတွေကိုပိုးမှုဝင်အောင်တန်ရှင်းရေးလုပ်တဲ့နီလန်းတွေ antiseptic methods တို့လမ်းစားဖြစ်လာတာပေါ့အင်းအရင်ကဆိုခွဲစိတ်ပြီးပိုးဝင်တာကအရင်အဖြစ်များခဲ့တာအရင်များတာပါစတာရဲ့အလုပ်တွေနောက်ပိုင်း Joseph Lister တို့လိုလူတွေရဲ့ကြိုးပိုင်းမှုတွေကြောင့်ခွဲစိတ်ကုသမှုတွေကပိုပြီးဘေးကင်းလာတယ်အောင်မြင်မှုနှုန်းတွေတက်လာတယ်อืมโอเคပြီးတော့သူ့ရဲ့အချင်းဖောက်ချင်းသူ့တေသနာနဲ့ ရလာတဲ့နောက်တစ်ခုဒီနေ့ထိအရန်အသုံးဝင်နေတာကတော့ pasteurization ပေါ့အဖူပေးပို့တတ်တာအာဟုတ်နွားနိုတို့ဖြော်ရည်တို့မှာတုံးနေရတာဟုတ်ကဲ့အစားတောက်တွေကြာရှည်ခံအောင်တောက်သုံးဖို့ဘေးကင်းအောင်လုပ်တဲ့နေရာမှာဒါအထက်နေလိုင်းတစ်ခုထိနေတော့ပဲသူရဲ့တွေ့ရှိရတဲ့ကဆက်တိုက်ပဲနော်ဒါပေမဲ့လူများစု pasteur ကိုအမတ်မိအဆောင်ကတော့ကာကွယ်ဆေးတွေရောင်ဖြစ်မဲ့ထင်တယ်အထူးသဖြင့်တောင်တန်းလျော့က anthrax မမပဲအသက်55လောက်မှ သူကတောင်တန်းယောဂါကပတိလိယပိုတမျိုးကြောင့်ဖြစ်တာကိုတက်တည်ပြခဲ့တယ်อืมပြီးတော့ကာကွယ်ဆဲကိုပါဖော်ထုတ်ခဲ့တယ်နော်ဟုတ်တယ်အဲ့ဒါကပို့ပြီးတော့အေးပါသွားတယ်သူသုံးလည်းနီးကအားနည်းအောင်လှူထားတဲ့တောင်တန်းယောဂါပိုးကိုတိုးတယ်တဲ့ထိုးသွင်းလိုက်တယ်ဟုတ်ဟုတ်ကဲ့အဲ့ဒီအခါဒိုးရီကယောဂလက္ခဏာပြင်းပြင်းထန်ထန်မပြပေးနဲ့နောက်ပိုင်းတကယ့်ယောဂပို့အပြင်းစားနဲ့တွေ့ရင်တောင်ခုခံနိုင်စွမ်းရှိသွားတယ်ဆိုတာကိုသူကလူများရှေ့မှာတတ်တည်ပြခဲ့တာ ဒါတကယ့်ကိုအကြည့်ကျဆုံးအောင်မြင်မှုတစ်ခုပဲအဲ့ဒီအပြောင်းအောင်လို့ထားတဲ့ဘိုးကိုသုံးတဲ့နီးကတခြားယောဂါကောက်ရစီရီတပလန်ဖွင့်ပေးလိုက်တာဗောဟုတ်ပါတယ်အဲ့ဒီနီးစနစ်ကအခြေခံဖြစ်သွားတာနောက်တစ်ခုကခွေးပြန်ယောဂါရီဘီစ်ကောက်ရစီအဲ့ဒါလည်းတူတူကြော်ကြားတယ်နော်အဲ့ဒီခေတ်ကခွေးပြန်ဒေဖို့ပဲရှိတာတကယ်ပဲအဲ့ဒီကောက်ရစီကိုလူတွေမှာအောင်အောင်မြင်မြင်စမ်းသက်သုံးဆွဲနိုင်ခဲ့တာကပါစတာကိုတကယ့်ကိုသူရဲ့ကောင်းလို့ထွက်ခွာစေခဲ့တာသူ့ရဲ့ကောက်ရစီနီးလိုင်းတွေက နောက်မျိုးဆက်စိတ်ပြန်မြင့်ညာချင်းတွေအတွက်ဥကြောင့်ကံဖျားတော့ပိုလီယိုတို့လိုကြောက်စရာယောဂါတွေအများကြီးအတွက်ကာကွယ်စည်းရီးဆက်ဖို့ထုတ်ဖို့အခြေခံဖြစ်ခဲ့တာပေါ့ဟုတ်ပါတယ်သူကြောင့်ဆက်ပြီးတည်ထွင်နိုင်ခဲ့တဲ့ကာကွယ်စည်းရီးအများကြီးပဲဒါကြောင့် Louis Pasteur ကိုပြန်ချုပ်ကြည့်ရင်သူကပိုးမွား theory ကို ခိုင်မာအောင် လုပ်ခဲ့တယ်ဟိုဟာ pasteurization နီလန်လို့ဖော်ထုတ်ခဲ့တယ်ပိုးတန့်စင်နီ antiseptic methods တွေအခြေခံ idea ပေးခဲ့တယ်ပြီးတော့ downtown နဲ့ခွေးယူပြန်ယောဂအတွက် ်အသက်ကကကွယ်စီဖို့ထုတ်ခဲ့တယ်တကယ်ကိုစီးပညာသမိုင်းကိုပြောင်းလဲခဲ့သူပဲဟုတ်သူက1895မှာပါရိနာမှာဆုံးသွားခဲ့ပေမဲ့သူရဲ့အမွေအနှစ်တွင်ကတော့ဒီနေ့အထိလူပေါင်းတန်းနှစ်ချီတဲ့အသက်တွေကိုကယ်တင်နေဆဲပဲဟုတ်ကဲ့သူရဲ့လှုပ်ဆောင်မှုတွေကတစ်ပန်နီကျသူတည်တနာပြုလုပ်ပုံတွေကိုပါပုံထွင်းပေးခဲ့တယ်လို့ဆိုနိုင်တယ်ဆိုနေပါတယ်သူရဲ့ဇွဲလုံလစူဇန်တမှုပြီးတော့ပြဿနာတစ်ခုကိုစနစ်တကျချင်းကပ်ပုံတွေကဒီနိခိတိပံပညာရှင်တွေအတွက်တကယ်ကိုအတူယူစရာပဲ တကယ်စဉ်းစားကြည့်စရာကပါစတာသာမရှိခဲ့ရင်သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေသာမရှိခဲ့ရင် အခုကျွန်တော်တို့ရဲ့ကျမ်းပါရေးဆောင်ရှောက်မှုတွေနေ့စဉ်ဘဝတွေကဘလောက်တောင်ကွာခြားနေမလဲဆိုတာပဲနော်ဟုတ်ပါအများကြီးကွာခြားမှထေချာတယ်သူ့ရဲ့ချင်းကပ်ပုံတွေကတော့အခုခေတ်တိပန်ဆိုင်ကစိန်ခေါ်မှု အတိတ်တွေကိုဖြည့်ရှင်းတဲ့နေရာမှာဘလို့အသုံးချလို့ရနိုင်သေးလဲဆိုတာကလည်းစိတ်ဝင်စားစရာမေးခွန်းတစ်ခုပါပဲ